ဇွန်လ14ရက်နေ့ဝါရှမ်းတောင်ထိပ်မှာပါဒီကိုခံပညာနယ်မြေမှာနာမည်ကျော်ကြားတဲ့တိုင်းဆရာကြီးနှစ်ဦးဖြစ်တဲ့ဓားဘရင်နဲ့လှံဘရင်တို့ကစိန်ခေါ်ပွဲအတွက်ချိန်ဆထားပါတယ်ဘသူပို့တော်လဲဆိုတာသိရဖို့အတွက်ပါလှံဘရင်ကအရင်စပြီးတော့တိုက်ခိုက်ပါတယ်လှံကိုလက်နက်အပေါင်းရဲ့ဘရင်လို့ခေါ်ကြပြီးတော့ကာဝယ်ဖို့လဲခက်ခဲပါတယ်လှံဘရင်ရဲ့အကွက်တွေကအထူးသဖြင့်ပြတ်သားပြီးတော့ပြိုင်ဘက်ရဲ့ခန္ဓာကိုယ်အောက်ပိုင်းကိုဓာတ်ရိုက်ပစ်မှတ်ထားပါတယ်တာမန်လူဆိုရင်လှံအောက်မှာချက်ချင်းပဲကြာရှုံးသွားမှာပါ ဒါပေမဲ့သူ့ပြိုင်ဘက်ကတော့လှံဘရင်ရဲ့နီလန်းတွေကိုအသေးစိတ်သိနေတဲ့ဓာဘရင်မှာလှံကတေးစိနိုင်ပေမဲ့ထိရောက်တဲ့နေရာကလှံဖျားရဲ့6လက်မလောက်ပဲရှိပါတယ်။အဝေးရောအနီးရောတိုက်ခိုက်လို့ရပေမဲ့အနီးကပ်သွားရင်တော့တံပြန်တိုက်ခိုက်ဖို့အတွက်မခက်ပါဘူး။ဓာကိုလက်နက်တူအမျိုးအစားအလုံးထဲမှာအကောင်းဆုံးလို့ဆိုပေမဲ့တလက်မတူရင်တလက်မနာပါတယ်။တလက်မရှည်ရင်တလက်မတာတယ်ဆိုတဲ့စကားကိုတော့မရှင်းနိုင်ပါဘူး။ဓာနဲ့လှံတိုက်ခိုက်တန်တွေကဇက်တိုက်ထွက်ပေါ်နေပါတယ်။ ဒီနှစ်ယောက်ကနှစ်ပေါင်းများစွာကလေးကတိုက်ခိုက်ခဲ့ပြီးတော့တယောက်နဲ့တယောက်အကွက်တွေကလည်းအလုံးကိုရင်းနှီးနေပါတယ်။အချီပေါင်း300လောက်တိုက်ခိုက်ပြီးတော့ရလက်ကတော့တရေပဲဖြစ်နေပါသေးတယ်။ဆရာကြီးနှစ်ယောက်စလုံးကစိတ်ပြတ်သွားပြီးတော့မျက်ထောင်ညီကြီးနေနဲ့စူးစိုက်ကြည့်နေပါတယ်။ဒါကတနာချင်းလားဒါမှမဟုတ်အပြန်အလှန်လေးစားမှုလား။အသက်နှုတ်ယူတာပဲဖြစ်ဖြစ်တေမင်းလှန်ပဲဖြစ်ဖြစ်ဘသူကမှသူတို့ရဲ့စွမ်းရည်အစစ်မှန်ကိုထုတ်မသုံးသေးပါဘူး။ စိတ်မကောင်းဖြစ်ရတဲ့အတွက်ဆရာကြီးနှစ်ဦးကတပည့်တယောက်စီကိုခေါ်ပြီးတော့သူတို့ရဲ့ထူးခြားတဲ့ပညာရက်တွေကိုကိုယ်တိုင်သင်ပေးမယ်ပြီးရင်၁၀နှစ်ကြာရင်တပည့်နှစ်ဦးကိုစိန်ခေါ်ပွဲလုပ်ခိုင်းမယ်ဆိုပြီးတော့သဘောတူလိုက်ပါတယ်တပည့်တွေကတယောက်နဲ့တယောက်မတိကြတဲ့အတွက်အရှုံးပေးမှာမဟုတ်ဘူးဆိုပြီးတော့ယုံကြည်နေကြပါတယ်အဲ့ဒါနဲ့ဆရာကြီးနှစ်ဦးစလုံးတောင်ပေါ်ကနေဆင်းသွားကြပါတော့တယ်ဒါပြီးရင်ကလမ်းပေါ်မှာလှည့်လှည့်ပြီးတော့တပွဲမွေးလို့ရမယ့်လူကိုရှာနေပါတယ်တရက်မှာလူစိုး၃ယောက်ကလမ်းမှာဒုက္ခပေးနေပါတယ်သူတို့ထဲကတယောက်က သူ့ခွန်အားကိုအားကိုးပြီးတော့မြင်းသမားလူတိုင်းစီကစက်ကြီးတောင်းနေပါတယ်။ကုံတဲ့အများစုကပြဿနာမဖြစ်ရအောင်ငွေပေးပြီးတော့အလျှော့ပေးလိုက်ကြပါတယ်။ဖယဲသည်ရောင်းသူလူငယ်လေးတစ်ယောက်သာညှင်းဆက်ပါတယ်။လူဆိုးကအတင်းအားဓမ္မလူယူဖို့အတွက်ရှေ့ကိုတိုးလာပါတယ်။စိတ်ဆိုးတော်သားထွက်နေတယ်။ဖယဲသည်တယ်လေးကသူ့ရဲ့မိဖို့ကြောင့်သုံးသားကိုပြန်ဆွဲယူပြီးတော့တိုက်ခိုက်ခဲ့ပေမယ့်လေးကျင့်ထားတယ်။လူဆိုးတွေနဲ့ရှင်ရင်တော့ဘာမှမဟုတ်ပါဘူး။ဒါပေမဲ့သူကကိုခံပညာကိုမသိပေမဲ့ကြောက်ရွံ့ခြင်းမရှိဘဲနဲ့အပြင်းထန်မယံမနာတိုက်ခိုက်ခဲ့ပါလေ ခဏတာတော့လူဆိုးတွေတောင်သူ့ကိုမတားဆီးနိုင်ပါဘူးဒါပြင်ကအနားကနေဖြတ်သွားရင်းနဲ့အနစ်နာခံပြီးတော့ဝင်ပြီးကူညီခဲ့ပါတယ်သူကလူဆိုးတွေကိုကျွမ်းကျင်စွာတိုက်ခိုက်ပြီးတော့ဓမြောင်အားလုံးကိုခေါင်းဆောင်လူဆိုးရဲ့ခေါင်းမှာစိုက်ထားလိုက်တော့ထွက်ပြေးသွားကြပါပြီဒါပြင်ကဖျဲသီးတယ်လေးတယောက်တည်းဖြစ်နေတာကိုမြင်တော့ပျုံပျုံရွှင်ရွှင်နဲ့ချင်းကပ်လာပြီးတော့သူ့ကိုတပည့်အဖြစ်ခေါ်ယူဖို့ကမ်းလှမ်းခဲ့ပါတယ်ဒီလူငယ်လေးကကိုခံပညာမတတ်ပေမဲ့ဓာသမားရဲ့စိတ်သက်ရှိတယ် ဆိုလိုတာကအခက်အခဲကိုမကြောက်မရွံ့ပဲရင်ဆိုင်ပြီးတော့ရဲရဲရင့်ရင့်ရှေ့တိုးပြီးတော့ခြေတက်တက်တဲ့စိတ်တက်ပါပဲ။ဒါကဓာဘရင်ရဲ့အဆုံးစွန်ဓာပညာတိုင်းကိုလေးလာဖို့အကောင်းဆုံးပါပဲ။ဒါပေမဲ့လူငယ်ကလှောင်ပြောင်ပြီးတော့ဓာဘရင်ကိုမောင်းထုတ်လိုက်ပါလေ။ဓာဘရင်ကလေလူကြီးလူကောင်းပုံစံမျိုးမဟုတ်ဘဲနဲ့အလွယ်တကူအရှုံးပေးမဲ့သူတော့မဟုတ်ပါဘူး။ညနေရောက်တော့လူငယ်လေးကသူ့ရဲ့ဆိုင်ကိုသိမ်းပြီးတော့အိမ်ပြန်ဖို့လုပ်တော့မှသူ့ရဲ့ကောက်ရိုးမိုးတဲကမီးလောင်နေတာကိုတွေ့လိုက်ပါလေ။ သူကစိုးရိမ်တကြီးနဲ့ရေနဲ့နှိမ့်သက်ဖို့ကြိုးစားခဲ့ပေမဲ့ဓာဘီရင်ကတော့ရှုပ်ထွေးအောင်လုပ်နေခဲ့ပါတယ်။ဒေါသထွက်နေတယ်လူငယ်လေးကသူ့ရဲ့မိဘကြောင့်သုံးဓာနဲ့ဓာဘီရင်ကိုပြေးတိုက်ပါတယ်။နှစ်ယောက်သားဟိုပြေးဒီပြေးနဲ့ဆူညံနေကြပါပြီ။မမျှော်လင့်မဲနဲ့ဓာဘီရင်ကတမင်တကာဘိုးဘွားဆင်ဆက်ဖခင်ကြောင့်နဲ့ကိုပြေးဝင်ပြီးတော့အရှုံးပေးဟန်ဆောင်ပြီးတော့ပုန်းခုနေခဲ့ပါတယ်။လူငယ်လေးကအဲ့ဒီလက်ကွက်ကိုသတိမထားမိပဲနဲ့ဖခင်ကြောင့်ကိုဖျက်ဆီးလိုက်တဲ့ခါမှာတော့သူ့ကိုရွာကနေနှင်ထုတ်လိုက်ပါတော့တယ်။ အိမ်မရှိစိုးရိမ်ပူပန်နေတဲ့လူငယ်လေးကိုဓာပရင်ကထပ်ပြီးတော့ချင်းကပ်ပြီးရွေးစရာနှစ်ခုပေးပါတယ်။မင်းငါးတပည့်လောက်လိုက်။ဒါမှမဟုတ်ရင်တရောင်းစားလို့မာနာနဲ့ဒေါသအပြည့်နဲ့လူငယ်လေးကခေါင်းငုံခံမဲ့စားတောင်းစားတာကပိုကောင်းမယ်ဆိုပြီးတော့ကြေညာလိုက်ပါတယ်။ဓာပရင်ကတော့အဲ့တဘောသားကိုပို့ပြီးတော့နှစ်သက်တော့ပါတယ်။ဒါနဲ့စိတ်ကိုနှိုးဆွတဲ့ဤကိုတုံးပြီးတော့မင်းငါ့ကိုမနိုင်ပါဘူး။ဒေါသထွက်နေတာအလကားပဲဆိုပြီးတော့ပြောလိုက်ပါတယ်။လက်စားချေချင်ရင်တော့ငါးစီမှာ၁၀နှစ်လေးကျင့်ပြီးရင်တကယ်အနိုင်ယူဆိုပြီးတော့စိန်ခေါ်လိုက်ပါတယ်။ မထင်မှတ်ထားပဲနဲ့လူငယ်လေးကအဲ့ဒီလက်ွက်ထဲကိုကြာရောက်သွားပါတယ်။ဒါပြင်ရဲ့လေးကျင့်မှုကတင်းကျပ်ပြီးတော့ထူးဆန်းပါတယ်။တကယ်ဓာသမားတယောက်ဖြစ်ဖို့ဆိုရင်တက်သည့်အပြင်ပထမဆုံးသင်ယူရမှာကဓာကိုကိုင်းဆွဲပုံပါပဲ။ဒါပြင်ကလူငယ်လေးကိုငှက်တကောင်ကိုလက်ထဲမှာကိုင်ထားစေပြီးတော့သူ့ကိုတိုက်ခိုက်ခိုင်းပါတယ်။အရန်တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားရင်ငှက်ကတေဆုံးသွားမယ်။အရန်ရော်ရဲရင်လည်းငှက်ကပြန်ထွက်သွားမယ်။ဒါကဓာပြင်သူ့ကိုတင်ပေးထားတဲ့ကိုင်းတွယ်မှုနီးစနစ်ပါပဲ။တင်းကျပ်ခြင်းနဲ့ရော်ရဲခြင်းကြားမှာလိုက်ရောညီတွေဖြစ်အောင်ချိန်ညှိနိုင်ရပါမယ်။ နောက်တစ်ခုကဓားဆွဲထုတ်ခြင်းပါတကယ်ဓားသမားတယောက်တည်းရန်သူမလှုပ်ရှားသေးခင်ငါလည်းမလှုပ်ရှားရဘူးမင်းအရင်တိုက်ခိုက်ရင်မင်းရဲ့ခန္ဓာကိုယ်အနေထားနဲ့ဤစနစ်ကိုဖော်ထုတ်လိုက်တာနဲ့အတူတူပါပဲဓားတွေကပါတာထူတာရှည်တာတူတာစသည်ဖြင့်အမျိုးအစားများစွာရှိပါတယ်ဓားသမားရဲ့ဓားကပါလွှာရင်သူ့ရဲ့ခြေလန်းတွေကပေါ်ပါရမယ်ဤပညာကတော့လျင်မြန်ဖို့ကိုအဓိကထားရမယ်ဓားကထူရင်ဓားသမားကခုတ်ထစ်တာကိုအာရုံစိုက်ရမယ်ဓားကရှည်ရင်တော့ထိုးနှက်တာကိုအာရုံစိုက်ရမယ်ဓားတို့ဆိုရင်အနီးကပ်ပြီးတော့တိုက်ခိုက်ရမယ် ဒါကြောင့်လူငယ်လေးကဓာပညာရဲ့လမ်းညွှန်မှုအောက်မှာဓာပညာကိုစတင်ပြီးတော့သင်ယူပါတော့တယ်။တစ်ချိန်တည်းမှာပဲလှံပရင်ကလည်းတင်းတော်တဲ့သူတယောက်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။သူကတော့ဝါးဖိုင်နေတဲ့ဖက်တီးလေသမားတယောက်ပါ။လေကစိုက်ကတ်တာနဲ့လှေသမားကသူ့ရဲ့လှေတော်ရံနဲ့တစ်တိုင်ကိုတိတ်တိတ်မမတ်ထိုးဆိုင်လိုက်တာကိုလှမ်းမရင်ကမြင်ပြီးတော့မျက်လုံးနေတောင်အယောင်တောက်သွားပါတယ်။သူကလှေသမားကိုလှမ်းပြားပေါ်တိတ်တိတ်ထိုးနိုင်ရင်ငွေတပြားပေးမယ်ဆိုပြီးတော့လောင်းကြီးထက်ခဲ့ပါတယ်။လှေသမားကလည်းပျော့ပျော့ရွှင်ရွှင်နဲ့သဘောတူပြီးတော့သူ့ရဲ့လှေလော်ကျွမ်းကျင်တာကိုဂုံယူဝင်ကြွားပြီး ထိုးဆိုင်တဲ့နီလန်းကိုတောင်တရုတ်ပြခဲ့ပါတယ်။ဒါပေမဲ့လှမ်းပရင်ကသူ့ရဲ့ငွေလန်းကိုစတင်ပြီးလှည့်လိုက်ပါတယ်။တစ်တိုင်ကမလှုပ်ရှားတဲ့အရာဝတ္ထုဖြစ်ပေမဲ့ငွေလန်းကတော့လှုပ်ရှားနေတာကြောင့်လှေသမားကဘာလို့ရမှန်းမသိဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာလမ်းသွားလမ်းလာတယောက်ကရက်ကြည့်တဲ့အခါမှာလှေသမားကပရိယေတခုကိုစဉ်းစားပြီးတော့သူ့ရဲ့လှော်တံကိုလမ်းသွားလမ်းလာရဲ့ခန္ဓာကိုယ်အောက်ပိုင်းစီကိုထိုးချလိုက်ပါတယ်။လံပရင်ကအပြစ်မဲ့တဲ့သူကိုကာဝယ်ဖို့အတွက်သူ့လှန်တဲ့အလိုလျောက်ပိတ်ဆို့လိုက်တဲ့အတွက်လှေသမားကအနိုင်ရသွားပါတယ် ဒါပေမဲ့လမ်းသွားလမ်းလာကမယုံကြည်ပဲနဲ့လှံပရင်ရဲ့အစီကံကပို့ပြီးတိကျတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။လေသမားကလည်းကန်းနဲ့ကြောင်တောင်တည်နေတဲ့ကြွက်ကိုနိုင်တာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။အဲ့နောက်နှစ်ယောက်သားငွေလှန်နဲ့လော်ဒက်ကိုကင်ပြီးတော့ပြိုင်ပွဲအသစ်တစ်ခုကိုစတင်ခဲ့ပါပြီ။လှံပရင်ရဲ့စွမ်းရည်ကိုမြင်တွေ့ပြီးတဲ့နောက်မှာတော့လေသမားကအပြည့်အဝယုံကြည်သွားပါတယ်။လေပေါ်မှာနှစ်ယောက်စလုံးစိတ်ထဲမှာတစ်ခုခုတွေးနေကြပါတယ်။ လေသမားကလှံပရင်ရဲ့ပညာကိုသင်ယူနိုင်ရင်သူ့မိသားစုအတွက်ဂုဏ်ယူစရာဖြစ်စေမယ်လို့တွေးရင်းနဲ့တပည့်အဖြစ်ဘယ်လိုဝင်ဝင်ရမလဲဆိုပြီးတော့စဉ်းစားနေပါတယ်။လှံပရင်ကလည်းတပည့်အဖြစ်ဘယ်လိုခေါ်ယူရမလဲဆိုပြီးတော့တွေးတော့နေပြီးတော့ဒီလူကစ조사ပြီးသင်ယူနိုင်မှာမလားဆိုပြီးတော့စိုးရိမ်နေပါတယ်။နောက်ဆုံးမှာတော့လေသမားကအရင်စကားပြောပြီးတော့လှံပရင်ရဲ့တပည့်ဖြစ်လို့ကြောင်းကိုတောင်းဆိုပါတော့တယ်။လှံပရင်ကဝမ်းသာပေမဲ့မျက်နှာကိုတင်းငြိမ်အောင်ထားပြီးတော့ဝင်ခွင့်အတွက်လိုအပ်ချက်တွေကိုပြောပြပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်ကဆရာတပည့်ဖြစ်သွားပါပြီ။အစာပိုင်းလေ့ကျင့်မှုတွေကခက်ခဲပါတယ်။ ်လေသမားကကိုခံပညာနဲ့ပတ်သက်ပြီးတော့ဘာမှမသိပါဘူးကံကောင်းထောက်မှဆိုရင်သူကလှံပြားကိုအထူးတလဲတိတိကျကျပြစ်မှတ်ထားနိုင်ပါတယ်အချိန်တန်ကြာပြီးတဲ့နောက်မှာလေသမားကသူ့ရဲ့လှေလော်တဲ့အသွေးခေါ်ကနေပြောင်းလဲပြီးတော့ငွေလှန်ကင်ပြီးလှုပ်ရှားမှုတွေကလည်းတော်တော်လေးကိုကောင်းမွန်လာပါတယ်အခြေခံကြွမ်းကျင်မှုတွေတက်မြောက်ပြီးတဲ့နောက်မှာလှံပရင်ရဲ့အဆုံးစွန်ပညာဖြစ်တဲ့သေမင်းလှံကိုသင်ယူခဲ့ပါတယ်။တစ်ဖက်မှာလည်းဓာသပရင်ကသူ့ရဲ့အဆုံးစွန်ပညာဖြစ်တဲ့အဆုံးစွန်ဓာပညာ6မျိုးကိုစတင်သင်ကြားပေးနေပါပြီ။ အချိန်လေးကုန်လွန်ခဲ့ပြီးတော့၁၀နှစ်လဲကြာသွားပါပြီ။တပည့်နှစ်ဦးစလုံးကသူတို့ရဲ့ကိုယ်ခံပညာကိုကျွမ်းကျင်ပိုင်နိုင်နေပါပြီ။စိန်ခေါ်ပွဲကလည်းနှီးကပ်လာပါတယ်။ဒါပြင်ကခရီးရှည်ထွက်ခွာမဲ့ဟန်ဆောင်ပြီးတော့သူ့ရဲ့ပစ္စည်းတွေကိုထုတ်ပိုးပြီးတော့တပည့်ကိုလှည့်စားလိုက်ပါတယ်။မင်းရဲ့အဆုံးဆုံးဓာပညာ၆မျိုးဓာပညာကပြီးပြည့်စုံလူနေပါဖြစ်နေပြီ။ငါအခုမထွက်သွားရင်တနေ့နေ့မင်းရဲ့ဓာနဲ့ခုတ်သက်ခံရပြီးတော့တေလိမ့်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။တပည့်ကသူ့ရဲ့မာနကိုဖက်တွယ်နေတော့မှာပဲဓာဘီရင်ကရုတ်တရက်သူ့မှာလှံဘီရင်လို့ခေါ်တဲ့တိုက်ခိုက်ရေးကြွန့်ကျင်တဲ့တပည့်တယောက်ရှိတယ်ဆိုပြီးပြောလိုက်ပါတယ် မင်းဘာလုပ်ချင်လဲဆိုတော့စိတ်ကူးရှိရင်တောင်သူကသဘောတူမှမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။တပည့်ကချက်ချင်းပဲမြှူဆွဲခံရပြီးတော့လံမယင်းကိုစိန်ခေါ်ဖို့ကိုခန့်ပညာနယ်မြေဖြစ်တဲ့ဝါရှမ်းတောင်စီကိုထွက်ခွာသွားပါတော့တယ်။လေသမားကိုလည်းသူ့ရဲ့ဆရာကစေလွှတ်လိုက်ပါတယ်။သူကသူလှံပင်လို့ခေါ်ပြီးတော့ဓားပင်ကိုစိန်ခေါ်ဖို့အတွက်ဝါရှမ်းတောင်ထိပ်ကိုသွားခိုင်းပါလေဒီလိုလုပ်ရင်နာမည်ကျော်ကြားလာလိမ့်မယ်ဆိုပြီးတော့ခရီးပေးလိုက်တာပါတပည့်နှစ်ဦးကစိန်ခေါ်ပွဲအတွက်တောင်ထိပ်မှာစုံတွေးကြပါတော့တယ် သူတို့ကပြင်းထန်တဲ့တိုက်ပွဲတစ်ခုကိုမျှော်လင့်ထားပေမဲ့တိုက်ကွက်အနေငယ်တိုက်ခိုက်ရသေးတယ်ကြီးမားတဲ့ပိုက်ကွန်ထဲမှာဖမ်းမိသွားပါတယ်။ရှောင်းပါကျန်းလို့ခေါ်တဲ့တိုင်းပညာရှင်ဦးဆောင်တဲ့လူစိုးတစုပေါ်လာတာပါ။နှစ်ပေါင်းများစွာကတည်းကရှောင်းပါထန်းကဓားပြင်းနဲ့လှံပြင်းတို့ကိုစိန်ခေါ်ခဲ့ပြီးပေမဲ့ရှုံးနေခဲ့တာကြောင့်အဆက်ရခဲ့ပြီးပါတယ်။အဲ့နောက်မှာသူကဓမြခေါင်းဆောင်အဖြစ်တောင်ပေါ်မှာနေပြီးတော့တိုင်းပညာကိုဝရီးရထားပြီးလေ့ကျင့်ခဲ့ပါတယ်။သူကသူ့ရဲ့ထူးခြားတဲ့အမြင့်ဆုံးပညာကိုလက်စားချေဖို့တသက်တာအချိန်ကုန်ခံပြီးတော့လေ့ကျင့်ခဲ့တာပါ။ တပည့်နှစ်ဦးကိုဖမ်းဆီးခြင်းကဓားပြင်းနဲ့လှမ်းပြင်းကိုဆွဲဆောင်ဖို့ထောင်ချောက်တစ်ခုပါမျှော်လင့်ထားတဲ့အချိန်မှာဆရာကြီးနှစ်ဦးကသူတို့ရဲ့တပည့်တွေကိုကယ်တင်ဖို့ရောက်လာခဲ့ပါတယ်ဒါပေမဲ့ရှောင်းမာထန်းကလည်းအသိပြင်ထားပါတယ်သူ့ရဲ့တာမန်လက်ပါစီတွေကအားကိုးရတဲ့သူတွေမဟုတ်တာကြောင့်ရှောင်းမာထန်းကသူ့လေးကျင်ထားတဲ့လူသက်သမား၄ဦးကိုချက်ချင်းပဲစေလွှတ်လိုက်ပါတယ်သူတို့ရဲ့နာမည်တွေကအထင်ကြီးစရာကောင်းပြီးတော့ပေါင်းဆက်လိုက်ရင်လောကမှာမရှုံးနိုင်သူဆိုတဲ့သကကလုံးဖြစ်နေပါတယ်။သူတို့ကကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတွေပါ။ ပူပေါင်းတိုက်ခိုက်မှုပြီးမှဓားပြင်းနဲ့လှမ်းပြင်းတော့မှရုန်းကန်နေရတာပါ။ဒဏ်ရာရခဲ့ပေမဲ့လူသက်သမား၄ယောက်ကိုတော့အနိုင်ယူနိုင်ခဲ့ပါတယ်။ဆရာကြီးနှစ်ပါးအသက်ရှူနေချိန်မှာပဲရှောင်းမထန်းကပြုံးလိုက်ပါတယ်။သူကအဲ့ဒီလူသက်သမား၄ယောက်ကိုဆရာကြီးတွေကိုအနိုင်ယူဖို့လေ့ကျင့်ပေးခဲ့တာမဟုတ်ဘဲနဲ့အဓိကတိုက်ပွဲမစခင်မှာဆရာကြီးတွေရဲ့ခွန်အားဆုံးရှုံးဖို့ကိုသာရည်ရွယ်ခဲ့တာပါ။ဆရာကြီးနှစ်ဦးကလည်းအသက်ရရရနေပြီဖြစ်ပြီးတော့တိုက်ပွဲကြီးနှစ်ခုကိုလည်းခံထားရတာကြောင့်သူတို့ရဲ့တိုက်ခိုက်ဆွမ်းရည်ကတဝက်လောက်ရောကြသွားတာကတော့သဘာဝပါပဲ။ ရှောင်းပါထန်းကစိတ်ကိုစွတဲ့နီလန်ကိုသုံးပြီးတော့မင်းတို့နှစ်ယောက်ပူးပေါင်းရင်တော့ငါ့ကိုမနိုင်ဘူးဆိုပြီးတော့မာနထောင်လွားသွားပြောလိုက်ပါတော့တယ်။လှမ်းပရင်ကအဲ့ဒီစကားကိုယုံသွားပြီးတော့ရှောင်းပါထန်းကိုတယောက်ထဲတိုက်ခိုက်ဖို့ရှေ့လိုလိုက်ပါတယ်။ဒါပေမဲ့ရှောင်းပါထန်းရဲ့ဓာပညာကလည်းအဆင်မြင့်နေပါတယ်။တိုင်းကွက်အနေနဲ့တိုက်ခိုက်ပြီးနောက်မှာရှောင်းပါတန်းကလှမ်းပရင်ကိုလုံးဝဖိအားပေးထားနိုင်ခဲ့ပါတယ်။မစင်မကျင်ဖြစ်သွားတဲ့တခဏမှာတော့လှမ်းပရင်ကအသက်သေဆုံးလူနီးပါးကိုဖြစ်ခဲ့တာပါ။ကံကောင်းထောက်မှဆိုပါပဲဓာပရင်ကဝင်ပြီးတော့တားဆီးခဲ့ပါတယ်။ ဒါပြင်လည်းတိုက်ပွဲတွေကိုဝင်ရောက်ခဲ့ပြီးမြေအသာစီးမရခဲ့ပါဘူး။ရှောင်းပါထန်းကသူတို့ရဲ့တီကြတဲ့အကွက်တွေကိုတံပြန်ဖို့တိုင်းကွက်အစ်တတစ်ခုကိုချိုးတင်ပြီးတော့တီထွင်ထားပြီးသားပါ။ခဏအတွင်းမှာပဲဒါပြင်တောင်မှထိမ့်မနိုင်ဖြစ်လာပြီးတော့သူ့ရဲ့အဖိုးတန်သားကလည်းအစွန်းနေပဲ့ကုန်မှာတော့တယ်။အခြေအနေမကောင်းမှန်းသိတဲ့ခါမှာသူကလှံပရင်ကိုတပည့်တွေကိုသွားကြည့်တင်ခိုင်းပြီးတော့သူကခဏတာထိန်းထားဖို့ကိုပြောလိုက်ပါတယ်။ရှောင်းပါထန်းကသူတို့ရဲ့အစီအစဉ်ကိုရိမ့်မိသွားပြီးတော့တားဆီးဖို့စူးစမ်းရင်းနေတိုက်ခိုက်ပြီးနောက်ဆုတ်ခွာပြီးမြေတပည့်နှုတ်ဦးကိုတော့အောင်မြင်စွာကြည့်တင်လိုက်နိုင်ပါတယ်။ ရှောင်းမထန်းကသူတို့ကိုမြေရောက်ခန်းထဲထိလိုက်လာပြီးတော့ဆရာကြီး၃ဦးကရှုပ်ထွေးစွာတိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ဆရာတွေရှုံးနေတော့မယ်ဆိုတာကိုမြင်တဲ့အခါမှာလှေသမားကကူညီဖို့အလင်းစလိုပြေးထွက်လာပါတယ်။ဒါပေမဲ့ဖယဲသီးတဲ့လေးကတော့အစာပိုင်းမှာစိတ်ထဲမှာနာကြီးနေတော့မှဒါပရင်ကသူ့ကိုဖယ်ထုံးမဲ့ဟန်ဆောင်းလိုက်ပြီးတော့မှသာဆရာလို့အော်ခေါ်လိုက်ပါတော့တယ်။ဆယ်နှစ်ကြာကလှေစားခံခဲ့ရပြီမဲ့ဆယ်စုနှစ်တခုကြာတူနေပြီးတဲ့နောက်မှာသူ့ဆရာပေါ်မှာခံစားချက်မရှိဘဲနဲ့ဘဲနေမှလဲ။တပည့်နှစ်ဦးစလုံးကသူတို့ဆရာတွေအတွက်တိုက်ခိုက်ချင်ကြပါပြီမယ်။သူတို့ရဲ့တက်ဆိုင်ရာဆရာတွေကတားဆီးပြီးတော့မောင်းထုတ်လိုက်ပါတယ်။ ဒီလိုနဲ့ကိုခံပညာဝါရင်းဆရာကြီးနှူးကရှောင်းပါထန်းရဲ့ဓာအောင်မှာကြဆုံးသွားခဲ့ပါတယ်။တတတလုံးပြိုင်ဖက်တွေဖြစ်ကြပြီမဲ့နောက်ဆုံးမှာတော့အာဂါဒတွေဖြေပြောက်ပြီးတယောက်ကိုတယောက်ပွေဖက်ပြီးတော့တည်ဆုံးသွားပါတယ်။တပည့်နှူးကလည်းလွတ်မြောက်ခဲ့ပါတယ်။ဖျယ်သီးတယ်လေးကသူ့ဆရာရဲ့၁၀နှစ်တာကျေးဇူးတရားကိုပြန်ပြောင်းသတိရပြီးတော့ရှောင်းပါထန်းကိုလက်စားချေဖို့ပြန်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။လေသမားကသူ့ကိုတားမြစ်ခဲ့ပြီးတော့သူတို့ရဲ့ဆရာတွေတောင်မနိုင်ဘူးဆိုရင်တပည့်တွေအနေနဲ့အခွင့်အရေးမရှိဘူးဆိုပြီးတော့ပြောခဲ့ပါတယ်။သူတို့ပိုကောင်းတဲ့အစီရင်တစ်ခုလိုအပ်လာပါပြီ။ အဲ့ဒီအချိန်မှာလှေသမားကကလေးငယ်တူကတန်ပစ္စည်းဖမ်းဖို့အတွက်တန်လှိုက်တွေနဲ့ကစားနေတာကိုသတိထားမိပါတယ်။ချက်ချင်းပဲအကြံတစ်ခုရသွားပါတယ်။ရှောင်းပါထမ်းရဓာကြီးကိုဖျက်ဆီးဖို့အတွက်တန်လှိုက်ကိုအသုံးပြုမယ်။ဒါနဲ့လူနှစ်ယောက်ကရှောင်းပါထမ်းရခန္ဓာထဲကိုပြန်ဝင်ပြီးတော့မျိုးပြင်ဘက်မှာတိုက်ခိုက်ဖို့စိန်ခေါ်လိုက်ပါတယ်။ရှောင်းပါထမ်းကလည်းမာနာကြီးပြီးတော့ဒီနှစ်ယောက်ကိုဂယုမဆိုင်တဲ့အတွက်သဘောတူလိုက်ပါတယ်။တိုက်ခိုက်တဲ့နေရာမှာသူ့လက်ထဲကဓာကြီးကကြီးမားတဲ့တန်လှိုက်နှစ်ခုရဲ့ထိန်းချုပ်မှုကိုခံလိုက်ရပါတယ်။ လက်နက်ဆုံးရှုံးသွားတာကြောင့်စိတ်ရှုပ်ထွေးပြီးတော့ထိတ်လန့်နေတဲ့ရှောင်းပါတန်းကဘာလို့ရမှန်းမသိဖြစ်နေပါပြီ။အဲ့ဒီအခါမှာလှေသမားကလက်ညှိုးကိုလှမ်းလို့အုံပြပြီးတော့ရှောင်းပါတန်းရဲ့ဘိုက်ကိုထိုးသွင်းလိုက်ပါတယ်။ဒဏ်ရာရသွားတဲ့အခါမှာရှောင်းပါတန်းရဲ့ယုံကြည်မှုကတိတိတသာရော့ကျသွားပါပြီ။ဖယဲသီးတယ်လေးကလည်းသူ့ရဲ့လက်မောင်းကိုဓားလို့အုံပြပြီးတော့နောက်ကနေလိုက်တိုက်ပါတော့တယ်။ညှက်တိုက်ခြင်းကိုခံရတဲ့အခါမှာရှောင်းပါတန်းကကာကွယ်ဖို့အင်အားမရှိတော့ပါဘူး။နောက်ဆုံးမှာတော့ရှောင်းပါတန်းကတေဆုံးသွားခဲ့ပါတယ်။နောက်ပိုင်းမှာတပည့်နှစ်ဦးကဓားဘရင်ကြီးနဲ့လှမ်းဘရင်ကြီးတို့ကိုတောင်ထိပ်မှာမြုပ်နှံပေးခဲ့ပါတယ်။ သူတို့ဆရာတွေရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့အတွက်သူတို့ကစိန်ခေါ်ဝဲတစ်ခုကိုပြိုင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီလိုနဲ့သူတို့ဆရာတွေလိုပဲတပည့်နှစ်ဦးကစတင်ပြီးတော့ရှင်းပြန်တိုက်ခိုက်ခဲ့ပါတယ်။အချီပေါင်းရာချီပြီးတော့တိုက်ခိုက်ပြီးတဲ့နောက်မှာအရှုံးနိုင်ကမခွဲနိုင်သေးပါဘူး။တေချင်းရှင်ချင်းကိုတူတူဖြတ်တန်းလာခဲ့ကြတဲ့ဒီနှစ်ယောက်ကသူတို့ဆရာတွေလိုပဲအပြန်အလှန်လေးစားမှုတွေတိုးလာတာကိုတွေ့ခဲ့ရပါတယ်။ဘလို့လို့ပြီးအသေးတက်ဖို့တိုက်ခိုက်ကြမှာလဲ။နောက်ဆုံးရလက်ကတော့တရေပဲဖြစ်နေတာပါ။ဟုတ်ကဲ့ဒီလိုမျိုးဇလံကောင်းလေးတွေကိုဇတိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ